တခြားຢာတွေမရှိလည်းပဲအောင်မြင်ခြင်းမျိုးစေ့တွေယင်ထဲမှာစိုက်ပျိုးထားတယ်ဆိုလို့ရှိရင်အောင်မြင်နိုင်တယ်ယင်ထဲမှာတဲ့အောင်မြင်ခြင်းမျိုးစေ့တွေကိုစိုက်ပျိုးရမှာအမြုပ်တွေယင်ထဲမှာရှိနေရမှာအဲ့တော့ဒီသဘောတရားတွေကိုလူဆယ်ယောက်မှလိုက်မိတယ်လို့ရှိရင်ဘယ်နှယောက်လောက်သိမှတင်လဲဆယ်ယောက်လောက်မသိတာလည်းမဖြစ်နိုင်ဘူးလားလူတရားလိုက်မိလိုက်မှတယောက်စနှစ်ယောက်စပဲသိမှာဟုတ်လားမဟုတ်လား ကျွန်တော်မန်းလေးကိုရောက်လာတယ်ဘာမှမပါခဲ့ဘူးတငယ်ချင်းပေါင်းစင်ရှိတာမရှိဘူးအရင်ကြီးရောရှိတာပညာရောတက်လာဒါပေမဲ့ကျွန်တော်ယင်ထဲမှာဘာပါလာလဲအောင်မြင်ခြင်းမျိုးစေ့ပါလာတယ်အခုဒီနေ့ပြောချင်တာအဲ့ဒီအကြောင်းရပဲလေလိုလားမလိုလားတခြားအရာတွေမရှိလည်းပဲအောင်မြင်ခြင်းမျိုးစေ့လေယင်ထဲမှာစိုက်ပျိုးထားတယ်ဆိုလို့ရှိရဲ့အောင်မြင်နိုင်တယ်ဘာလုံငန်းမဲ့လို့လို့ဘာလုံငန်းမဲ့လို့လို့အခုကြောက်လို့တယ်အောင်မြင်မယ် ကိုင်းရရောင်တဲ့သူရောအောင်မြင်ခြင်းအမြင့်တည်ရှိတဲ့သူကကိုင်းရရောင်ရောအောင်မြင်တယ်ကိုင်းရရောင်လည်းအောင်မြင်မယ်ပဲပြုတ်ရောင်ရင်လည်းအောင်မြင်မယ်အကျော်ရောင်ရင်လည်းအောင်မြင်မယ်အဲ့ဒီဟာရည်ကြီးတယ်ဒါလေးကိုကျွန်တော်ဒီနေ့ပြောမယ်အဲ့ဒါတော့အောင်မြင်ခြင်းမျိုးစစ်ရဲ့အခြေခံအကြဆုံးကတော့ကိုယ့်ရဲ့ရင်ထဲမှာကိန်းရောင်းထားမဲ့အရာကငါကအောင်မြင်တဲ့သူအောင်မြင်တယ်ဆိုတော့တချို့ကရော definition အမျိုးမျိုးရှိတယ်ကျွန်တော်တို့ပုံမှန်လေးပြောမယ်ဆိုကိုက လုပ်ငန်းတွေအဆင်မပြေဘူးစီးပွားရေးတွေထိုးကြနေတယ်ဆိုတော့ကိုကဒါပို့မှုလည်းလည်းကျွန်တော်တို့ definition ကိုတိတိကျကျဖွင့်မယ်ဆိုလို့ရှိရင်ငါကကြီးပွားချမ်းသာနိုင်တယ်သူများတွေအိမ်ဝယ်လို့ငါလည်းပဲအိမ်ဝယ်နိုင်တယ်သူများတွေကားစီးတယ်လို့ငါလည်းပဲကားကိုဝယ်စီးနိုင်မယ်သူများတွေအလုပ်တွေအဆင်ပြေငါလည်းအလုပ်အဆင်ပြေရမယ်ငါလည်းအောင်မြင်ရမယ်အဲ့ဒီအောင်မြင်ခြင်းမျိုးစေ့ကိုရင်ထဲမှာထားရမှာအခုဘာရှိတော့ရောအခုဘာမှရှိစရာမလိုဘူး ကျွန်တော်လည်းမရှိဘူးအစာပိုင်းမှာမရှိပေမဲ့လည်းပဲရှိလာမှာလို့ယုံကြည်တာအဲ့ဒါကပထမဆုံးနံပါတ်1အရေးကြီးဆုံးပဲဟုတ်တယ်မလားအဲ့ဒါ